တကယ်တမ်းစိတ်ကိုဗာနဲ့ဆုံးမတာတော့မင်းပညာနဲ့ဆုံးမတာပဲပညာမရဘူးဆိုရင်ဒီလူဟာစိတ်ကိုဆုံးမဖို့အတွက်သူ့မှာစိတ်ရဲ့ဆရာမရှိဘူးလို့ဆိုနိုင်တယ်တော့စိတ်မှာအကောင်းဆုံးဆုံးမမယ်စိတ်ရဲ့အကောင်းဆုံးဆရာရှိဖို့လိုမယ်ပေါ့အဲ့ဒီအကောင်းဆုံးဆရာအကြောင်းကိုပြောရင်ဒါအကောင်းဆုံးစိတ်ကိုဆုံးမနိုင်တဲ့ပညာအကြောင်းကိုပြောရင်ဒါအဲ့ဒီပညာအဲ့ဒီဆရာကဘာလဲလို့မေးရင်သိခြင်းကိုသိတဲ့ဉာဏ် ရအောင်လုပ်မယ်ဆိုရင်တော့လွယ်တယ်ဒါပေမဲ့မလုပ်တော့မရဘူးပေါ့။ဒါဘုံဘုံတို့တရားလိမ့်မယ်ဆိုတာကိုလူတိုင်းသိပါတယ်။တတဝါတိုင်းတတဝါတိုင်းဟာတေမျိုးတွေတစ်ချိန်မှာတေရမှာဘယ်ချိန်တေရမယ်ဆိုတာတောင်မှတိကွင်မရှိတဲ့အနေအထားမျိုးနဲ့ဘုံဘုံတို့တေကြရမှာ။အဲ့ဒီတေခြင်းတရားကိုဘုံဘုံတို့ကအေးအေးဆေးဆေးစဉ်းစားရမယ်ဆင်ခြင်ရမယ်။ငါတေလူတယောက်ဖြစ်တယ်။ငါဘေးမှာရှိနေတဲ့လူတွေလည်းတေလူတွေပဲ။ ရှိနေတဲ့တတ္တဝါတွေအားလုံးဟာတေကြားမဲ့တတ္တဝါတွေလို့ဒီအမှန်တရားကိုဘုံဘုံတို့ဟာစိတ်နဲ့မပြတ်မပြတ်ဘာလို့ပြရမလို့တွေးပြရမယ်တေခြင်းဆိုတဲ့အမှန်တရားကိုစိတ်နဲ့တွေးပြရမယ်တွေးပြလို့ရှိရင်ဒီစိတ်မှာဉာဏ်ပညာဆိုတာဖြစ်ပေါ်လာတယ်အဲ့ဒီဉာဏ်ပညာကပဲဒီစိတ်ကိုပြန်ပြီးတော့ဆုံးမလိုက်မယ်အဲ့ဒီကြတော့မှကျွတ်စိတ်ကလေးကတကယ်ရင်ကြီးမှာသူများဘလောက်ပြောပြောမရဘူးဟုတ်လား တော့ဘုမတို့ရဲ့စိတ်ကိုတကယ်ကိုမကောင်းမှုမှမမမွေးလေအောင်ကောင်းမှုမှပြောအောင်တကယ်အလုဖြစ်အောင်လုပ်ချင်တယ်ဆိုရင်ဘုမတို့ရဲ့စိတ်ကိုတည်ရင်းကိုတည်တဲ့ဉာဏ်ပညာကိုရအောင်လုပ်ပြီးတော့အဲ့ဒီဉာဏ်ပညာရဲ့လက်အောက်မှာရင်းရင်းကြည်ကြည်ကောင်းကောင်းမွန်မွန်လေးရှိအောင်ကြိုးစားရမယ်။နော်စိတ်ရဲ့အပေါ်မှာသူ့ကိုဆုံးမမယ်ဘာရှိရမှာလို့တည်ရင်းကိုတည်တဲ့ဉာဏ်ပညာဟုတ်တတ္တဝါတွေကိုမကောင်းတာကိုမလုပ်ဖို့ကောင်းတာကိုလုပ်ဖို့နောက်ဆုံး တန်တရားဝိဒုက္ခကလွတ်မြောက်ဖို့အကျိုးကျေးဇူးတွေများစွာရှိတဲ့အလုပ်တွေကိုလုပ်ဖြစ်ဖို့မြတ်စွာဘုရားတိုက်တွန်းတဲ့နေရာမှာဒီသေးချင်းကိုပြပြီးတော့ပဲမြတ်စွာဘုရားတိုက်တွန်းအဲ့ဒါဟာအများကြီးအတိတ်ပဲရှိတယ်။ဟိုအလွန်ထင်ရှားတဲ့ဒေသနာလေးတစ်ခုတရားဓမ္မတို့နားထဲမှာရှိပြီးသားပါ။ဣဇေဝကိစ္စမာတဗံကောဇင်ညာမရဏံသူဝေနာဟိနောတင်ကရံတေနမဟာတေနေနမစ္ဆုနာဒီကနေ့ပဲလှုပ်တဲ့လှုပ်ထိုက်တဲ့ကောင်းမြတ်တဲ့အဲ့ဒီအလုပ်ကိုလှုပ်လိုက်ပါ။ မနေ့ပြန်ကြမှတေမယ်လို့ဘယ်သူသိနိုင်မလဲဘာလို့လို့လဲဆိုတော့တေခြင်းအကြောင်းတရားတွေအလွန်များတဲ့ဒီခန္ဓာကိုတနည်းအားဖြင့်စਿੱတိများစွာရှိတဲ့တေမင်းနဲ့ငါတို့တွေဘယ်ချင်းကြမှတွေ့ကြမယ်လို့ချင်းချက်ထားတာမရှိဘူးဒီဒေသနာကိုကြည့်မယ်ဆိုရင်မြတ်စွာဘုရားကအလွန်မွန်မြတ်တဲ့ဘဝရဲ့အမှန်တရားကိုသိပြီးတော့ဘဝရဲ့ပုံမှာမမောမှုအစဉ်စဉ်ချုပ်ပြီးတော့တကယ်ငြိမ်းရမှုချမ်းသာမှုအစ်စ်ကိုရဖို့အတွက် ဝိပဿနာလို့မဂ်ရှင်ပါလို့တတိပဋ္ဌာန်လို့ကိုဘုဖွန်တို့လုံကြာမှာကိုအဲ့ဒီအလုတ်ကိုလုံဖို့တိုက်တွန်းတဲ့နေရာမှာမြတ်စွာဘုရားဘလို့ပြောရတော့အခုပဲလုံလိုက်နော်မနေ့ပြန်ကြာမှာဟုတ်